အလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြေဆုံးနိုင်ကြပါစေဒီနေ့တိုင်းရွှေစည်းကတော့မနက်ပိုင်းမှာတရားအတက်နဲ့ဈေးပွင့်သွားပါပြီဒီနေ့က16ရက်နေ့9လပိုင်း2020နဲ့9ခုနေ့မနက်ပိုင်းတိုင်းရွှေစည်းကတော့တရားတက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲစည်းဆိုင်ကရောင်းနေစည်းက9550ဆိုင်ကလက်ခံနေစည်းက9450အဝရင်တိုင်းဈေးနှုန်းတွေကတော့ဆိုင်ကရောင်းနေစည်းက9350ဆိုင်ကလက်ခံနေစည်းက49542.88နဲ့ပေါင်စည်းရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3200နဲ့တိုင်းရွှေစည်းကိုတွက်ထားပါတယ်ဒေါ်လာကိုထိုင်းမှတ်ငွေ33.3 သုံးရှင်းတဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်60.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲကပန်ကောက်ထဲမှာလက်က200ရှိပါတယ်ဒကာဘီအစီထိုင်းရွှေကတပတ်သားကို9850နဲ့ပေါင်းစည်းရှိနေပါတယ်ဆိုင်ကလက်ခံနေဈေးကရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9450ဈေးနဲ့ပြန်ပြီးတော့လက်ခံမှာပါလက်ဝယ်ရနိုင်လက်ခတွေကတော့ပန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ် ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ကိန်းလုံးဖြတ်ပြီးတဲ့အပြင်ကို4900ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံပါပါဒီနေ့မှာတော့ထိုင်းရွှေကတရက်လုံးအတိုက်တာနဲ့တစ်ချိန်မဲ့အတက်ကြရှိတာဖြစ်ပါတယ်ဒီနေ့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းနဲ့ဆိုရင်တော့ဒီဈေးနဲ့ဝယ်လို့ရမှာဖြစ်ပါတယ်ထိုင်းရွှေဈေးကလက်ရှိမှာ9550ဈေးနဲ့ပဲရှိနေပါသေးတယ်ထိုင်းရွှေကိုဒီနေ့စိတ်ဝင်စားလို့သွားဝယ်ခြင်းနဲ့ဆိုရင်လက်ခဈေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ် ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။ထိုင်းရွှေအခဲတပတ်သားကိုလက်က200ငါးပတ်သားဒီဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ထိုင်းရွှေအခဲကတော့လက်ဝိရဏနဲ့စာလို့ရှိရင်လက်ကစင်းတို့ကအများကြီးတက်တာမှဖြစ်ပါတယ်။ပြန်ရောင်းတဲ့အခါမှာလဲဆိုင်ကရာခိုင်နှုန်းပြတ်မဖြတ်ဘဲပေါင်စည်းတိုင်းပြန်ပြီးလက်ခံမှာဖြစ်ပါတယ်။လက်ဝိရဏကတော့ရွှေအခဲနဲ့စာလို့ရှိရင်လက်ကပိုးပြီးတော့ဈေးများပါတယ်။ပြန်ရောင်းတဲ့အခါမှာလဲဆိုင်က900ရာခိုင်နှုန်းဖြတ်ပြီးမှပြန်ပြီးတော့လက်ခံမှာဖြစ်ပါတယ်။ တိုင်းရွှေစင်ငွေစည်းတွေကိုအမြဲတမ်းတင်ပေးပါရတယ်။တိုင်းရွှေစင်ငွေစည်းတွေကိုသိချင်တဲ့ဆိုရင်ကျွန်တော်ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကုချမ်းသာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ။